ဓမ္မချစ်ခင်သူတော်စင်များဒီကနေ့မှာတော့ဘာသာရေးပုတ္တရများတူပွားရရှိစီဖို့အတွက်ဒါအပြုသဘောဆောင်ပြီးတော့အကြောင်းအရာလေးတစ်ခုကိုဥစဉ်ဓမ္မဒါနပြု မျှဝေပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘာသာရေးပုတ္တရများတူပွားရရှိစီဖို့အတွက်ဒီကနေ့ အပြုသဘောဆောင်ပြီးတော့ဥစဉ်ပြောပြမျှဝေပေးမယ်ဓမ္မဒါနာပြုပေးမယ်အကြောင်းအရာကဘာလဲဆိုတော့ဥစဉ်တို့ဗုဒ္ဓမြတ်စွာသာသနာတော်ကိုဖျက်ဆီးမဲ့သူတွေဟာတခြားသူတွေမဟုတ်ဘူးဗုဒ္ဓမြတ်စွာသာသနာကိုတကယ်ဖျက်ဆီးမဲ့သူတွေကသာသနာတွင်သားဖြစ်တဲ့ဖရာသားတော် ်ယဟန်တော်များသာဖြစ်တယ်ဆိုပြီးတော့ဒီလိုပြောဆိုခဲ့ကြတာတွေ့ဥစဉ်တို့ကြားခဲ့ဘူးပါတယ်အဲ့ဒီအကြောင်းအရာကိုလိုင်းမောမှာတင်ပြီးတော့ရေးသားကြတာတွေကိုလည်းပဲဥစဉ်တို့မြင်ခဲ့ဘူးပါတယ်တကယ်တော့ဗုဒ္ဓမြတ်စွာသာသနာကိုတကယ်ဖြည့်ဆည်းမဲ့သူတွေဟာတကယ်ပဲဖရာသားတော်ယဟန်တော်တွေပဲလား တခြားဘုသူတွေပါသေးလဲဆိုတာကိုဒီကနေ့ဒါတိတိကျကျသိကြဖို့အတွက်ဥစဉ်ဓမ္မဒါနပြုပြောပြမျှဝေပေးပါမယ်။ကျန်ကတဲ့ရက်ကဗီဒီယိုဖိုင်လေးတစ်ပိုင်းကိုဥစဉ်ကကြည့်လိုက်ရတယ်ပေါ့။အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ဒါဒီဗီဒီယိုဖိုင်လေးပဲဖြစ်ပါလား။ဒီဗီဒီယိုဖိုင်လေးမှာမင်းကိုဆရာတော်ဘုရားကြီးရဲ့ သာသနာပြည့်ကြောင်တရားဆိုခေါင်းစဉ်နဲ့ဆရာတော်ဘုရားကြီးရဲ့အတန်ဖိုင်ရယ်ပြီးတော့ဒီမှာဒီဆရာတော်ရဲ့ပုံရယ်ပေါ့ဒီအောက်မှာကတော့ဒါကုလူကျင်နဲ့သူတို့တည်တဲ့အတိအတိုင်းပေါ့ကစာကိုရေးထားတယ်ပေါ့သူရေးထားတဲ့စာကမြေကြီးလီမီတို့ကြောင့်သာသနာမပြတ်နိုင်တန်ကြီးကပင်တန်ကို ျက်စီးစေနိုင်တဲ့ကဲ့သို့အလစ်စီအကျင့်သီလမရှိသောယဟန်များကြောင့်သာသနာ၃ရက်သာသနာ၃ရက်ကိုပျက်စီးစေနိုင်ပါလိမ့်မည်ပြောချင်တာကတော့အလစ်စီဒုတ်သီလဖြစ်ကြတဲ့ယဟန်များကြောင့်သာသနာ၃ရက်ကိုပျက်စီးစေနိုင်တယ်လို့ဒါဒီလိုပြောထားတာ အဲ့တော့ဒါဟာဒီရေတာချက်ဟာဒါမှန်ကန်မှုအပြည့်ဝရှိမရှိ ဆိုတာကိုဒါဥစဉ်တို့ဓမ္မချိကင်သူတော်ရှင်များဒါတေးသေးချာချာလေးသိဖို့လိုတယ်ဗောအဲ့တော့ကိုကတေးသေးချာချာလေးမသိဘူးဆိုလို့ရှင်ဒါကိုပဲအမှန်ထင်ပြီးတော့ကိုပါလိုက်ပြီးတော့မားနေတတ်တယ်ဗောဒါကြောင့်ဥစဉ်ကဒါမားနေတာလေးကိုပို့ပြီးတော့ ါမှန်သွားအောင်ဆိုပြီးတော့ဒါအပြုတ်တော်ဆောင်ပြီးတော့ဒီဗီဒီယိုလေးကိုဒါပြုတ်လောက်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးမှာမင်းကိုဆရာတော်ဘုရားကြီးပြောထားတဲ့ဒါဟောထားတဲ့စကားတော်တရားတော်နဲ့ဒီကရေးသားထားတာနဲ့ใกล้ညီမှုရှိမရှိဆိုတာကိုဦးဇင်းတို့သိချာလေးနားထောင်ကြည့်အောင်ရှင်သာကတ္တပရှင်သစ်တော်မူ အောက်မဟာဗတ္ထဝီမြေကြီးကသတ္တမသုံးဖြာသာသနာ သုံးရကိုကွယ်ပစေသည်မဟုတ်ပါဆရာတော်ဘုရားကြီးကအောက်မဟာ ပထဝီမြေကြီးကတဲ့သတ္တမသုံးဖြာသာသနာတော်ကိုကွယ်ပစေတာမဟုတ်ပါဘူးတဲ့ကဘာကိုဖြစ်သောရေကဘာကို ဖြစ်သောမီကဘာကို ဖြစ်သောလေကပင်တော်လိသတ္တမသုံးဖြာသာသနာ သုံးရကိုကွယ်ပစေသည်မဟုတ်ပါရေလီမီ ကဘာကူပြတ်တဲ့ရေလီမီဆိုတဲ့ဒီအကြောင်းကြောင့်လည်းပဲတတ္တမသုံးပြသာသနာကိုဒါမပြည့်စည်စေနိုင်ဘူးတဲ့ကျေနာကတပါစေအမှန်အဖြစ်တန်ဤအတွန်းမှတန်ကြီးကပင်တန်ကိုဖြတ်ပြီးတကဲ့သို့ထို့အတူပင်လေဤသာသနာတော်အတွန်းမှအလစ်စီဒုတိလာပုဂ္ဂိုလ်သာသနာတော်မဲ့မဖို့မရကိစ္စမပြေချီနီသောပုဂ္ဂိုလ်တို့ကပင်လည်း ီသတ္တမ၃ညသာသနာ၃ညကိုဖြစ်စည်းကြပေလိမ့်မည်အဲ့တော့ဘာပြောသွားလဲသာသနာတွင်းရဖြစ်တဲ့အလစ်စီဒုတ်တိလာမတ်ဘူမယအချီနီးဖြစ်တဲ့ပုဂ္ဂုတွေကသာလျင် သာသနာတော်ကို ဖြစ်စည်းကြလိမ့်မယ်တဲ့ဒီထက်တဲ့မှာယဟန်တွေကဆိုတာမပါဘူးသာသနာတွင်းသားဖြစ်ကြတဲ့သာသနာတွင်သားလို့ဒီလိုပြောလိုက်တဲ့အတွက်ကြောင့်မို့လို့ တခြားဘာသာတွေမပါဘူးဗုဒ္ဓမြတ်စွာ သာသနာတော်ကိုဒါယုံကြည်ကူးကွယ်နေကြတဲ့ဘုရားတရားတန်ခါကိုဒါစီကဲ့နေကြတဲ့သာသနာတွင်သာပုဂ္ဂိုလ်တွေဒုတိလအလစ်စီမဖို့မပြီးအချင်းကြီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကဒါလည်းသာသနာတော်ကိုဖျက်ဆီးကြလိမ့်မယ်ဒီလိုပြောတာ ဒီမှာရေးထားတာကြတော့ယဟန်များကြောက်လို့ဒီလိုရေးထားတယ်။အဲ့တော့ဥစဉ်တို့ဒါလေးသိချာလေးပြန်နှားထောင်ကြည့်အောင်။ဂျင်းနာကတဗဆင်သစ်တော်မူအောက်မဟာဗချဝိညေကြီးကတတ္တမသုံးဖြာသာသနာသုံးရကိုကွယ်ပစေသည်မဟုတ်ပါ။ကဘာကိုဖြစ်သောရေကဘာကိုဖြစ်သောမိကဘာကိုဖြစ်သောလေကပင်တော်လိတတ္တမသုံးဖြာသာသနာသုံးရကိုကွယ်ပစေသည်မဟုတ်ပါ။ ခြေသာကတပါစေအမှန်အဖြစ်တန်ဤအတွမှတန်ကြီးကပင်တန်ကိုဖြက်ပြီးတကဲ့သို့ထို့အတူပင်လည်းဤသာသနာတော်အတွမှအလစ်စီဒုတိလာပုဂ္ဂိုလ်သာသနာတော်မဲ့မဲ့ဖို့မရကိစ္စမပြည့်ချီနီသောပုဂ္ဂိုလ်တို့ကပင်လင်ဤသတ္တမသုံးရာသာသနာသုံးရာကိုဖြစ်စည်းကြပေလိမ့်မည်အဲ့တော့သာသနာအတွင်းက အလေးစီဒုတိယအမှတ်ဖို့မပြည့်ချီးနှီးဖြစ်တဲ့ပုံကူတွေကသာလျင်သာသနာတော်ကိုဖျက်ဆီးကြလိမ့်မယ်လို့ဒါဆရာတော်ဘုရားကြီးကဒီလိုမိကြတဲ့အတွက်ကြောင့်မို့လို့ဒါကိုဦးဇင်းတို့နားလည်ရမှာကသာသနာတွင်ပုံကူလို့ပြောလိုက်တာ ਨੇ တာယဟန်ပုံကူလူပုံကူအကုန်လုံးပါတယ်ဗောဗျာအဲ့တော့ဒီမှာကတော့ယဟန်များကြောက်ဆိုပြီးတော့ယဟန်များကိုပဲဆွဲထုတ်ပြီးတော့ဒါလူရကိုဆွဲပြီးတော့ရေးထားတယ်ဗောတကယ်တမ်းကြတော့ရေးထားတဲ့စာနဲ့ ဆရာတော်ဘုရားကြီးပြောထားတာ ਨੇ ဟာဒါကိုက်ညီမှုမရှိဘူးပေါ့ဆရာတော်ဘုရားကြီးကသာသနာတွင် ပုဂ္ဂိုလ်တွေလို့ပဲဒီလိုပြောတာအလေးစီဒုတ်တိလမဘုံမပြီးအချင်းကြီးဖြစ်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောတာပေါ့နော်ဒါကိုဒါလွယ်လွယ်မမာရေးထားတဲ့အတွက်ကြောင့်မို့လို့ဩသာသနာကိုဖြစ်မဲ့ပုဂ္ဂိုလ်တွေကယဟန်တွေပဲလို့မသိတဲ့သူတွေကဒီလိုအတိဝင်သွားဒီလိုအတိမာသွားလို့ရှင်ဒါမားတဲ့အတိဟာဒါတောက်လျှောက်သွားပြီပါသွားပြီပေါ့အဲ့တော့ပို့ပြီးတော့ဦးဇင်းတို့ ဒီအကြောင်းအရာလေးကိုမှန်ကန်မှုပို့ပြီးတော့ခိုင်လုံအောင်နောက်ထပ်ဦးဇင်းတို့မဟာကဏ္ဍယုံဆရာတော်ဘုရားကြီးမိတ်ကြားထားတဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းကိုဦးဇင်းပြပေးပါမယ်။ရှင်သာကတ္တပရှင်ဘုဒ္ဓမြတ်စွာကငါဖရာသာသနာကိုအပြင်ဘက်ကဖျက်လို့မပြက်ပါဘူး။အသွင်းမှနေတဲ့ဘိက္ခုဘိက္ခုနီဥပါဒကဥပါဒိကာတို့ဖျက်မှပြက်မှပါလို့ကဲဒီမှာကတော့ပို့ပြီးတော့ရှင်းသွားပြီပေါ့နော် ဘုရားသာသနာတော်ကိုဘယ်သူတွေဖြတ်မလဲဘေကုဘေကုနီဥပတကဥပတိကယဟန်ယဟမဦးဇင်းတို့တက္ကစီတက္ကမတွေသာသနာတွင်ရပုဂ္ဂိုလ်တွေအားလုံးပေါ့ဒါကုကိဆိုလို့ရှိရင်တော့ဒါသီလရှင်တွေပါတယ်ပေါ့ဒါဘေကုနီကတော့မရှိတော့ဘူးအခုကေဒါအကုန်လုံးခြုံငုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့သာသနာတွင်ပုဂ္ဂိုလ်အားလုံးဒါအကုန်ပါတယ် ရှင်ရောယဟန်ရောဒါလူပုဂ္ဂိုလ်အားလုံးကုန်ပါတယ်ပေါ့တရားလေးဥစဉ်တို့နားထောင်ကြည့်ရအောင်ဗုဒ္ဓမြတ်စွာကငါဖရာသာသနာကို အပြင်ဘက်ကဖြတ်လို့မပြတ်ပါဘူးအသွင်းမှနေတဲ့ဘိက္ခုဘိက္ခုနီ ဥပါဒကဥပါတိကာတို့ဖြတ်မှပြင်မှာပါလို့ဖရာကျင်ကိုယ်တော်မြတ်ကအတိအလင်းဟောတော်မူပြီးတော့ဘိက္ခုဘိက္ခုနီဘိက္ခုနီမရှိဘူးဒီလိုက်ရင် ဥပါဒကဆိုတာဒီဒကာဒကမတွေဥပါတိကမတွေဆိုတာဘယ်လိုဖြစ်လို့ပြက်မှာတော့လို့ဆိုတော့ဗုဒ္ဓမြတ်စွာကိုမယိုသေးဘူးဗုဒ္ဓမြတ်စွာရဲ့တရားတော်ကိုမယိုသေးဘူးဗုဒ္ဓမြတ်စွာရဲ့အရိယသံဃာတော်တွေကိုမယိုသေးဘူးမိမိတို့ရဲ့သီလသိက္ခာကိုကျင့်ကိုမလေးစားဘူးဒါလို့ဆိုရင်သာသနာပြက်လိမ့်မယ်ကွယ်လိမ့်မယ်သာသနာ သူများမကွယ်ပါဘူးသူများကဖြက်လို့မပြတ်ပါဘူးဒီပြိဿ၄မျိုးအတွင်းလူတွေဖြက်မှပြတ်ပါလိမ့်မယ်တဲ့ကဲဒါကတော့မာကဏဆရာတော်ဘုရားကြီးမိတ်ကြတာဖြစ်ပါတယ်ဆရာတော်ဘုရားကြီးများကလည်းပဲဒါပိဋကစာပေမှာလာတဲ့အတိုင်းမိတ်ကြကြတာပါအတော်စင်းတို့ပိဋကစာပေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကတော့မြန်မာပြန်ပေါ့ ဒီเจ้าရံเนี่ยပတ်သက်ပြီးတော့ကိမိလဝတ်ကိမိလတုတ်มาဟောတာတယ်ဗောဥစဉ်တို့ပါဠိတော်ကိုကြည့်ကျင်နေဆိုရင်တော့ဒါဒါကိုကြည့်ရမယ်ဗောဒါကတော့ပါဠိတော်အတိုင်းဗောပင်စကနိဗ္ဗာန်ဒါကိမိလတုတ်มาဟောထားတယ်ဗောအဲ့တော့အများနားလည်အောင်ဒါကတော့မြန်မာပြန်လေးဗောအခါတပား၌မြတ်စွာဘုရားသည်ကိမိလမြို့ကြီးပင်တော်၌တည်င်းသုံးနေတော်မူ၏ထိုအခါအရှင်ကိမိလမထေရသည် မြတ်စွာဘုရားထံသို့ချင်းကဲ့၍ယူတည်စွာရှိခူးပြီးလျင်တခုသောနေရာ၌ထိုင်လျက်မြတ်စွာဘုရားအားအရှင်ဘုရားမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်ရှိတော်သူတော်ကောင်းတရားကြံမြင့်စွာမတည်တတ်နိုင်သောအကြောင်းအထောက်ပံ့ကအဘေဘာနိဟုလျှောက်၏သာသနာပြည့်ကြောင်းအဘေအဘေဘာနိလို့ဒါလျှောက်တာပါပဲအဲ့တော့မြတ်စွာဘုရားကကိမိလာမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်ရှိတော်ဤသာသနာတော်၌ ယဟန်ယဟန်မိမဥပတကဥပတိကမတို့သည်မြတ်စွာဘုရား၌ယူတည်မှုတုတ်ဝင်မှု မရှိကုန်မူ၍နေကြကုန်၏တရား၌ယူတည်မှုတုတ်ဝင်မှုမရှိကုန်မူ၍နေကြကုန်၏တန်ခါ၌ယူတည်မှုတုတ်ဝင်မှုမရှိကုန်မူ၍နေကြကုန်၏တိလသိက္ခာ၌ယူတည်မှုတုတ်ဝင်မှုမရှိကုန်မူ၍နေကြကုန်၏အချင်းချင်းယူတည်မှုတုတ်ဝင်မှုမရှိကုန်မူ၍နေကြကုန်၏ တော့ဖရာတရားတန်ခါမှာယုတိချင်းမရှိဘူးတဲ့သီလသိက္ခာမှာလည်းပဲဒါယုတိချင်းမရှိဘူးပေါ့နောက်ကိုအချင်းချင်းကိုချင်းချင်းဆိုတာကတော့ယဟန်ယဟန်ချင်းလူလူချင်းပေါ့ယဟန်နဲ့လူချင်းဒီလိုမျိုးပေါ့ဒီပရိသတ်၄ပါးအချင်းချင်းပေါ့အဲ့တော့ယုတိချင်းမရှိကြဘူးတဲ့ပြီးမိလားတဲ့မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်ရှိတော်သူတို့ကောင်းတရားကြံမြင့်စွာမတီးတတ်နိုင်သောအကြောင်းအထောက်ပံ့ကဤဒီပင်တီးဟုမိတ်တော်မူ၏ အတော့ဒါကသာသနာပြတ်ကြောင်းပဲအဲ့ဒီသာသနာဘုသူတွေကဖြတ်မှလည်းဆိုရင်ယဟန်ယဟန်မိမဥပတကဥပတိကမဘေကုဘေကုနီဥပတကဥပတိကမပေါ့နော်အဲ့တော့ကိမလာကအရှင်ကိမလာကဒါဆက်ပြီးတော့မီးလျှောက်တယ်ဗောအရှင်ဖရာမြတ်စွာဘုရားပြိဋိဘံစံတော်မူသည်ရှိတော်သူတော်ကောင်းတရားကြံမြင့်စွာတည်တတ်နိုင်သောအကြောင်းထောက်ပံ့ကအဘေဘာနိဟုလျှောက်၏ သူကသာသနာပြည့်ကြောင်းနေမဟုတ်ဘူးသာသနာတည်ကြောင်းကိုပါဒါမေးတယ်ဗောမေးတော့မြတ်စွာဘုရားကကိမိလာတဲ့မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူတည်ရှိတော်ဤသာသနာတော်၌ယဟန်ယဟန်မိမဥပဒကဥပတိကမာတို့သည်မြတ်စွာဘုရား၌ယုတိမှုတဝိမှုရှိကုန်နေကြကုန်၏တရား၌ယုတိမှုတဝိမှုရှိကုန်၍နေကြကုန်၏တန်ခါ၌ယုတိမှုတဝိမှုရှိကုန်၍နေကြကုန်၏တိလသိက္ခာ၌ယုတိမှုတဝိမှုရှိကုန်၍နေကြကုန်၏ အချင်းချင်းယူတည်မှုတုတ်ဝတ်မှုရှိကုန်နေကြကုန်၏ကိမိလာမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်ရှိတော်သူတော်ကောင်းတရားကြံမြင့်စွာတည်တတ်နိုင်သောအကြောင်းထောက်ပံ့ကဤဒီပင်တိဟုမိန့်တော်မူ၏ဒါကတော့သူမူရင်းပါဠိတော်ရဲ့မြန်မာပြန်ပါပဲဒါဆိုလို့ရှိရင်ရှေ့ပိုင်းမှာဦးစဉ်ပြောခဲ့တယ်ဟာလားမြတ်စွာဘုရားသာသနာတော်ကိုဘယ်သူတည်ဖြစ်မလဲသာသနာတွင်ကဒုတိယအလစ်စီး ဒီလမရှိတဲ့ပုဂ္ဂိုလ်အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေကသာအဲယဟန်တော်များကသာယဟန်တော်များကြောင့်ဒါသာသနာပျက်စီးလိမ့်မည်ဆိုတဲ့ဒါဒီပြောဟာဒါရာဂိုင်တို့မပြည့်ဘူးပေါ့ရာဂိုင်တို့ ਨੇ ကြည့်မယ်ဆိုလို့ရှိရင်25ရာဂိုင်တို့လောက်ပဲမှန်တယ်။ဘာဖြစ်လို့လဲဆိုတော့ပရိသတ်၄ပါးထဲမှာသူကယဟန်တွေပဲပြောထားတယ်ရေးထားတယ်ပေါ့တကယ်တော့ဆရာတော်များမိကြားထားတာကသာသနာတွင်ပုဂ္ဂိုလ်တွေလို့ပြောလိုက်တဲ့အတွက်ကြောင့်မို့လို့ ယဟန်ယဟန်မှာကုကိဆိုရင်ဒါတိလရှင်ပေါ့ဒါအကုန်ပါတယ်ပေါ့ယဟန်ယဟန်ယဟန်မှာယဟန်မှာမရှိတော့တိလရှင်ပေါ့ရှင်သာမဏေဒဂဒဂမတွေအားလုံးဒါပါတယ်ဆိုတာကိုဦးဇင်းတို့တွေဒါဒီပါဠိတော်ဒီပါဠိတော်မြန်မာပြန်ဆရာတော်များရဲ့ဟောပြောချက်ကိုဒါကြည်ပြီးနားထောင်ပြီးတော့ဒီအမှန်တရားကိုဒါသိကြရမှာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့နောက်ထပ်ဒီမှာတင်ထားတဲ့ ဓမ္မမဆုများဆိုတဲ့ဒီပေ့ရနေပြီးတော့ကြာပါပြီတင်ထားတာကတော့2019တွေကသူကဘာတင်ထားလဲဆိုတော့ဘာရေးတင်ထားလဲဆိုတော့သာသနာဖြတ်မှာဘယ်သူလဲသာသနာတော်ကိုယဟန်တွေကပဲဖြတ်စီလိမ့်မယ်တဲ့အဲ့တော့သာသနာတော်ကိုယဟန်တွေကပဲဖြတ်စီလိမ့်မယ်ဆိုတဲ့အပြောဟာပြောနေကြတာကြာပါပြီရေးနေကြတာလည်းကြာပါပြီတကယ်လူအများရဲ့ထင်မှလည်းပဲသာသနာတော်ကိုတကယ်ဖြတ်စီမဲ့သူတွေဟာ ယဟန်တွေလိုပဲဒီလိုပဲထင်ကြတယ်။ပရောဇင်တို့ပြောဆိုနေကြတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဆရာတကလက်တွဲညညာဒါသာသနာပြုကြရမယ်။သာသနာပြုတဲ့နေရာမှာဆရာတကလက်တွဲညညာသာသနာပြုရမယ်တဲ့။တက္ကရာကမတွေနဲ့ဒီယဟန်တန်ဃာတွေနဲ့လက်တွဲညညာသာသနာပြုကြမှသာသနာတော်ကြီးကတိုးတက်မယ်ဗော။ အဲ့တော့သာသနာတည်ဖို့အတွက်သာသနာပြုတာကြတော့ဆရာတကာလက်တွဲညညာဆိုပြီးတော့သာသနာဖြတ်တဲ့အခါကျတော့တကာတကာမတွေမပါတော့ဟာလာယဟန်တွေပဲဖြစ်တော့တယ်သာသနာကိုဖြတ်မဲ့သူတွေကယဟန်တို့တွေပဲဖြစ်နေတယ်ဆိုတော့အဲဒီလိုအသည့်မျိုးဒီလိုမာယွင်းနေတယ်ဒါအေးသားမျိုးတွေအပြုံမျိုးတွေကိုရေးသားဖြန့်ဝင်နေတာဟာဒါအမားတွေကိုရေးသားဖြန့်ဝင်နေတာပဲဖြစ်ပါတယ် ဲ့တော့ဒီမှာသာသနာကိုယဟန်တွေကပဲဖြည့်စီလိုက်မယ်တဲ့နားထောင်ကြည့်အောင်ဒီစကားကိုတဲ့ယဟန်တော်တွေကိုအမြင်မကြည့်တဲ့သူတွေရယ်စာပြီးအနေငယ်ဖတ်ပြီးတော့၎င်းသူတစ်ပါးပြောတာကိုကြားဘူးပြီးတော့၎င်းအမှန်ထင်နေတဲ့သူတွေက အများဆုံးပြောကြဆိုကြပါတယ်မြတ်စွာဘုရားရဲ့သာသနာတော်ကိုတခြားသူတွေကမဖြတ်ဘူး သာသနာတွင်သားဖြစ်တဲ့ဘုရားသားတော်ယဟန်တော်များကသာ ဖြစ်စည်းလိမ့်မယ်ဆိုပြီးတော့ဒီလိုပြောနေကြခြင်းဟာယဟန်တော်အများကိုအမြင်မကြည်တဲ့သူတွေပြောတာဖြစ်တယ်တဲ့နံပါတ်၁ချက်ကနံပါတ်၂ချက်ကစပြီးအနေငယ်ဖတ်ပြီးတော့တစုံတစနဲ့ဟာလာအဲ့ဒီလိုမျိုးသူတပားအမားရေးထားတာကိုဖတ်ပြီးတော့ဒါပြောကြတာမျိုးလည်းရှိတယ်တဲ့နောက်တော့ကသူတပားပြောတာကိုကြားပူးပြီးတော့ဒီကြားပူးတဲ့အတိုင်းလေးပဲ အမှန်တင်ပြီးတော့ဒါပြောဆိုမိကြတာတွေဖြစ်တယ်တဲ့ဒါတွေကအများဆုံးပါတဲ့အဲ့တော့ဒီမှာဆက်ရေးထားတာက သူတို့ကိုယ်တိုင်ကမိမိပြောသောစကားစီအမှန်တရားဟုတ်ရဲ့လားဘုရားရှင်ကိုယ်တော်တိုင် ပြောကြားခဲ့သလားဆိုတာကို အမှားအမှန်မဝေဖန်မခွဲခြားပဲအပြစ်တင်ခြင်းနဲ့စိတ်ကိုအခြေခံပြီးပြောဆိုကြခြင်းသာ ဖြစ်ပါတယ်အမှန်ကိုမသိဘဲနဲ့အပြစ်တင်လို့တဲ့စိတ်က ဒါအခြေခံပြီးတော့ပြောဆိုနေကြတာဖြစ်တယ်။ဘုရားရှင်ကဘယ်လိုပြောခဲ့တယ်လဲ။ဒီသာသနာပျက်စီးရတဲ့အကြောင်းရင်းကိုအရှင်ကိမိလကမြတ်စွာဘုရားသာသနာတော်ကြီးကြာမြင့်စွာမတည်ရခြင်းဟွာပျက်စီးရခြင်းရဲ့အကြောင်းတရားတွေကဘာတွေပါလဲဘုရားဆိုပြီးမေးလျှောက်ဘူးတယ်။ဒီလိုမေးလျှောက်တော့ဘုရားရှင်ကကိမိလာငါဘုရားပရိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက်ဘိက္ခုယဟန်ဘိက္ခုနီယဟန်မှာ ဥပါတကတကဥပါတိကမဥပါတိကထာထာယကမဤပုဂ္ဂိုလ်တို့သည်ယန္နာ၃ပါးတို့၌၎င်းတိက္ခာ၌၎င်းအချင်းချင်း၌၎င်းယုတိလေးစားခြင်းမရှိဘဲနေကြကုန်တော့ကြောင့်သာသနာတော်သည်လင်းမြန်စွာပြည့်စည်ရ၏ကြံမြင့်စွာမတည်တမ်းလို့မိန့်တော်မူပါတယ်ယဟန်တွေကပဲဖြည့်စည်လိုက်မယ်လို့ဟောတော်မမူခဲ့ပါဘူး ယဟန်တွေကိုပဲတရားခံ ရှာတဲ့သူတွေကသာသနာအတွင်းကလူတွေပဲသာသနာကိုဖျက်ဆီးလိုက်မည်ပြင်ပအယူဝါဒရှိသူတို့မဖျက်ဆီးနိုင်ဆိုတဲ့စကားတော်ကို နားလည်မှုလွဲတာလို့ပြောရမလားတကယ်တော့သာသနာအတွင်းကလူဆိုတာယဟန်တွေကိုပဲပြောတာမဟုတ်ပါဘူးဖျားရှင်ရဲ့အဆုံးအမကိုနာယူနေကြတဲ့ယဟန်ရှင်လူ ဥပဒကဥပတိကမှာအကုန်ပါပါတယ် ဖះကိုမယုတ်သေးမလေးစားခြင်းဆိုတာဖះရှင်ကိုအကြည်မူမပြုအကြည်မူမပြုဘူးစီဒီအမြင်တွေမှာဖဏ္ဍစီခြင်းထီးဆောင်ခြင်းအကျိုးမရှိတဲ့ဇာတ်တွေပြောခြင်းစတာတွေဟာစတာတွေဟာဆိုတော့ဉာဏ်နဲ့အစရှိတဲ့မယုတ်သေးမလေးစားခြင်းအခါတော်အမှုတွေအကုန်လုံးဒါစဉ်းစားပြီးတော့ထည့်ကြည့်ပေါ့ဗျာအဲ့တော့အဲ့ဒီလိုစတာတွေဟာတဲ့ဖះကိုမယုတ်မသေးပြုလုပ်တာပါပဲ တရားတော်ကိုမယုံတင်မလေးစားခြင်းဆိုတာတရားသဘင်တွေမှာအိမ်ငိုက်ခြင်းတရားကိုအာယုံမပြုဘဲအကျိုးမဲ့စကားများပြောနေခြင်းစတာတွေဟာစတာတွေဟာဆိုတော့ဒါအစရှိသည့်ထဲပေါ်အများကြီးတရားတော် ਨੇ ပတ်သက်ပြီးတော့အခါတော်အမှုတွေအကုန်ထဲပေါ့တရားတော်ကိုမယုံတင်မလေးစားမလေးမစားပြုတာပါပဲတန်ခါကိုမယုံမသိမလေးစားခြင်းဆိုတာယဟန်တန်ခါတို့ရဲ့အလင်းမှာလက်ကာယခြေကာယနေခြင်းမလုံမကျုံဝစ်စားခြင်း အကျိုးမဲ့စကားကိုကျေလောင်စွာပြောဆိုခြင်းယဟန်တန်ငါကို စိတ်ထဲမှာအယုဒိမပြုတ်ခြင်းစတာတွေဟာအစရှိသည့်အကုန်ထဲပေါ့ယဟန်တန်ငါတွေနဲ့ပတ်သက်ပြီးတော့အခါတော်အမှုတွေဒါဟာတန်ငါကိုမယုံမသိပြုတ်လုတာပါပဲတိခါကိုမယုံမသိမလီမစားခြင်းဆိုတာယဟန်ကလည်းယဟန်ကျင်းဝူကိုမဖြည့်ခြင်းမဖြည့်ခြင်းဘူးလူကလည်းလူကျင်းဝူကိုမဖြည့်ခြင်းဘူးဆိုတာဟာဒါတိခါကိုမယုံမသိပြုတ်လုတာပါပဲ အဲ့တော့ယဟန်ဒီကလည်းယဟန်သိခါယဟန်ကျင်းဝတ်ကိုဒါဥစဉ်တို့ပြုကျင်းရမှာပဲလူကလည်းပဲလူကျင်းဝတ်တွေရှိတယ်ပေါ့ဥမာ၅ပါးတိလလုံအောင်စောက်ထင်းရမယ်လင်ကျင်းဝတ်မရကျင်းဝတ်တာသမီကျင်းဝတ်မိဘကျင်းဝတ်ဆရာကျင်းဝတ်တပည့်ကျင်းဝတ်စသည်အပြည့်လူများပြုကျင်းရမယ်သင်္ကလောဝါဒတုံးမှာလာရှိတဲ့အတိုင်းပေါ့ဒါတွေကို ပြုကျင်းရမယ်ပေါ့အဲ့တော့အဲ့ဒါတွေကိုမပြုကျင်းဘူးဆိုလို့ရှိရင်ဒါသိခါမှာမယူသေးတာပဲ ဲ့တော့တာသနာပြုတဲ့နေရာမှာယဟန်တွေကပဲဖះအစိုးမကိုလိုက်နာကျင့်သုံးရမယ်ကျန်တဲ့လူပုဂ္ဂိုလ်တွေကမလိုက်နာမကျင့်သုံးစရာမလိုဘူးလိုက်နာကျင့်သုံးစရာမလိုဘူးမလိုက်နာလည်းရတယ်မကျင့်သုံးလည်းရတယ်ဆိုတာမျိုးမဟုတ်ဘူးဟောလိုက်နာကျင့်သုံးကြမှသာလင်ယူသိကြမှသာလင်ဥစဉ်တို့တာသနာအရှိကန့်တည်တတ်မယ်ပေါ့အဲ့တော့ယဟန်တို့တွေကတိတ်ခါကိုမယူသိမလေးစားရင်ဒါတာသနာဖြက်ပုဂ္ဂိုလ်ပဲထို့တူပဲလူပုဂ္ဂိုလ်လည်းပဲဒကာဒကမတွေလည်းပဲ ဘုရားဆုံးမကိုမယုတိမလေးစားဘူးကျင့်ရမယ်ကျင့်ဝတိလတွေကိုမယုတိမလေးစားဘူးမပြည့်ကျင့်ကြဘူးဆိုလို့ရှိရင်ဒါဟာသာသနာပျက်စီးချောင်းမှာပဲအဲ့တော့နောက်ဒီမှာဆက်ပြီးတော့ရေးထားတာကဒါပါဠိတော်တွေကလာတဲ့အတိုင်းကိုပဲရေးထားတာပါအများနာလေးအောင်မြန်မာပြန်ရေးထားတာပေါ့အချင်းချင်းမယုတိမလေးစားခြင်းဆိုတာကတဲ့တယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်ခိုက်ရန်ပွားခြင်းဒေါသပွားခြင်း ငင်းကုန်ကြခြင်းစတာတွေကအချင်းချင်းမယူမသိမလီစားပြုတာပါပဲတယောက်နဲ့တယောက်ဆိုတာယဟန်ယဟန်ချင်းပေါ့လူကလည်းလူချင်းပေါ့ဒါမှမဟုတ်ယဟန်နဲ့လူတီလာရှင်နဲ့လူတီလာရှင်နဲ့ဘုံကြီးအစရှိတဲ့အပြည့်ဒီပရိသတ်၄ပါပေါ့ဘေကုဘေကုနီဥပဒကဥပတိကဆိုတဲ့ဒီပုံကူတွေကအချင်းချင်းဒါမလီစားကြဘူးဆိုလို့ရှိရင်ဒါဟာလည်းပဲသာသနာပျက်စီးကြောင်းပါပဲတဲ့ အဲ့တော့အရှင်ကိမိလာကတာသနာပြည့်စည်ခြင်းအကြောင်းကိုပဲမေးတာလားဆိုတော့မဟုတ်ပါဘူးတဲ့တာသနာတော့ကြံမြင့်စွာတည်တမ်းရခြင်းအကြောင်းကိုလည်းမေးလျှောက်ပါတယ်။ဘုရားရှင်ကအရှင်ကိမိလာရဲ့အမေးကိုဘေကုဘေကုနိဥပတကဥပတိကမဤပုဂ္ဂိုလ်ရဲ့ယေရနာ၃ပါးနဲ့တကွတိတ်ခဏ၌၎င်းအချင်းချင်း၌၎င်းယုတိလေးစားခြင်းရှိပြီးနေထိုင်ကြမယ်ဆိုရင်တာသနာတော်မပြည့်စည်ပဲကြံမြင့်စွာတည်တမ်းလိမ့်မယ်လို့ဖြေတော်မူခဲ့ပါတယ်။ အဲ့တော့ဒီမှာဆက်ပြီးရတာကဒီစာကိုဖတ်ပြီးတဲ့သာသနာဖြတ်မှာဘယ်သူလဲဆိုတာသိလောက်ပါပြီအဲ့တော့ဒီစာရေးတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီစာကိုဖတ်ပြီးတော့သာသနာဖြတ်မှာတကယ်သာသနာဖြတ်မှာဘယ်သူတွေဆိုတာကိုသိလောက်ပါပြီတဲ့အဲ့တော့သာသနာဖြတ်မှာကဒါဖရာဟောတဲ့အတိုင်းဆိုလို့ရှိရင်တော့ဘေကုဘေကုနီဥပဒကဥပဒိကမှာသာသနာတွင်ပုဂ္ဂိုလ်အားလုံးပါတယ်အဲ့တော့ကိုလိုရဆွေးရေးထားတဲ့ယဟန်တော်များ၆ပဲဆိုတာမျိုးမဟုတ်ပါဘူး ရဟန်းတော်များကြောက်ပဲဆိုရင်တော့ဒါဖရာအဆုံးမဖရာဟောကြားခဲ့တာကိုဒါအပြည့်စုံမပြောဘဲနဲ့ထိန်ချန်လာပြီးတော့ဟာလာဖရာရဲ့ဒါတရားတော်ကိုဒါသူလည်းဖြည့်စည်ရရောက်နေတယ်လို့ဖြစ်နေပါတယ်ဖရာဟောခဲ့တာကဒီလိုအဲ့ဒါကိုကပုံစံတစ်မျိုးနဲ့ဖရာကဒီလိုမဟောခဲ့တဲ့လူမျိုးရဟန်းတွေကဒါသာသနာကိုဖြတ်နိုင် ဖြည့်စည်စေနိုင်တဲ့ပုံကူတွေကရဟန်းတော်တွေဒါဖြစ်တယ်ဆိုတဲ့ပုံစံမျိုးလူပုဂ္ဂိုလ်တွေမပါဘူးဆိုတဲ့ပုံစံမျိုး အဲဒီလိုတွေဖြစ်နေတယ်ပေါ့ဒါလည်းပဲဒါဘုရားရဲ့သာသနာတော်ကိုဒါဖျက်ဆီးခြင်းဒါအကြောင်းတစ်ခုလို့ဒီလိုပြောလို့ရပါတယ်အဲ့တော့ဒီစာကိုဖတ်ပြီးသာသနာဖြစ်မှာဘယ်သူလဲဆိုတာသိလောက်ပါပြီတဲ့ဒီရေးတဲ့ပုဂ္ဂိုလ်ကဒီလိုပြောသလိုဥစဉ်ရလည်းပဲဥစဉ်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးတဲ့အခါမှာဘုရားဟောတဲ့အတိုင်းဆိုရင်သာသနာကိုတကယ်ဖျက်မဲ့ပုဂ္ဂိုလ်တွေကဘယ်သူတွေလဲဆိုတာကိုဒါဥစဉ်တို့ဓမ္မချင်းကိုပြတော်စင်များသိကြမှာဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေပြီး မညီညွတ်ကြသည်ဘူးဆိုရင်ဗုဒ္ဓဘာသာဆိုတဲ့ခေါင်းစဉ်အောက်မှာနေပြီးတော့ဥစဉ်တို့တပားနဲ့တပားတယောက်နဲ့တယောက်တူးနဲ့တူးဆရာနဲ့တကမညီညွတ်ကြသည်ဘူးဆိုရင်တဲ့တင်လေသာသနာဖြတ်ဖြစ်နိုင်တယ်သူတပားလေသာသနာဖြတ်ဖြစ်နိုင်တယ်ကျုပ်လေသာသနာဖြတ်ဖြစ်နိုင်တယ်ဒါကြံကိုရတော့ဒါအင်္ဂုတ္တရနိကေပင်စကနိဘတ်ပြစမပန္နာတဟလာကိမီလာဝကိမီလာတုတ်ပေါ့ တော့ဒါလေးကိုဥစဉ်ရတာပြပြီးတော့အမှန်တရားကိုဥစဉ်ကအပြုသဘောဆောင်ပြီးတော့ဒါအမှန်တရားဘက်ကိုမိမောင်းထိုးပြပေးတာဖြစ်ပါတယ်အများစုကဥစဉ်တို့လာပြီးတော့ရေးကြတယ်ဥစဉ်တို့လည်းပြောကြပါတယ်သာသနာဖြစ်မဲ့ပုဂ္ဂိုလ်တွေကဖယားသားတော်ယဟန်တော်တွေကပဲသာသနာကိုဖြတ်ကြမှာအခုခေတ်ကလည်းခတ်တာပဲလိုင်းပေါ်မှာဟလာဘာမှမသိတဲ့ဘာမှမသိတဲ့ဆိုတော့ကအတိညာနဲတဲ့ပုဂ္ဂိုလ်တွေက ဒါအ ਨੇ စုပေါ့တိုင်းပေါ်မှာတင်ကြီးရည်တင်ကလူကခုံလူခုံ ပြောခြင်းရည်ပြောတဲ့ဒီတန်နာတွင်သားဒါဥစဉ်လေးတွေတိလရှင်တွေအစရှိသည်ပေါ့ဒီလူလေးတွေတွေ့တဲ့အခါကျတော့ရဟန်းတော်များရဲ့မဖွဲမရာကိစ္စတွေကိုလိုင်းပေါ်မှာတွေ့လိုက်တဲ့အခါကျရင်ဘာဒီပြောကြပါလိမ့်ရေးတတ်ရေးကြလဲဆိုတော့သာသနာဖြစ်မဲ့ပုဂ္ဂိုလ်တွေရဟန်းတော်တွေပဲလို့ဒီလိုပြောကြရေးကြတယ်ပေါ့အဲ့တော့ဒီကနေ့ဓမ္မချင်းကြီးသူတော်စင်များမှတ်သားကြရမှာက သာသနာဖြတ်မဲ့ပုဂ္ဂိုလ်တွေဟာယဟန်တော်လူကြီးပဲမဟုတ်ပါဘူး။ဟာကိုရင်တွေလည်းပါတယ်။တိလရှင်တွေလည်းပါတယ်။တက္ကာတွေလည်းပါတယ်။ဓကမတွေလည်းပါတယ်။ခြုံပြီးတော့ပြောလိုက်ရင်တော့သာသနာတွင်သာပုဂ္ဂိုလ်တွေအားလုံးပါတယ်ဆိုတာကိုမှတ်သားချရမှာပဲဖြစ်ပါတယ်။သာသနာဖြတ်တယ်ဆိုတဲ့နေရာမှာဘလို့အနေထားမျိုးကိုသာသနာဖြတ်တယ်လို့ပြောရမလဲဆိုရင်ဖရာတရားတန်ခါဆိုတဲ့ယန္နနာ၃ပါးပေါ်မှာဒါယုတ်သိခြင်းမရှိဘူးဆိုရင်ဒါသာသနာဖြတ်တာပဲတဲ့ ပြီးတော့တိတ်ခါကိုကျင့်ရမယ်ကျင့်ဝတ်တရားတွေကိုမယုံသေးဘူးမကျင့်ကြံဘူးဆိုရင်ယဟန်လည်းယဟန်ကျင့်ဝတ်ပေါ့လူကလည်းလူကျင့်ရမယ်လူကျင့်ဝတ်တွေရှိတယ်အဲ့ဒါတွေကိုမကျင့်ဘူးဆိုရင်ဒါသာသနာဖြတ်ရရောက်တာပဲပြီးတော့အချင်းချင်းမညီညွတ်ကြဘူးဆိုရင်ဒါသာသနာဖြတ်ရရောက်တာပါပဲဆိုတာကိုဒါဒီကနေ့အားလုံးသောဓမ္မချီးကင်းသူတော်ရှင်များတည်တည်ချာချာလေးမှတ်သားလိုက်ကြရပြီဖြစ်ပါတယ်အားလုံးလည်းပဲဒါအမအမှန်ကို꿰ကြ တည်မြင်နိုင်သွားကြလိမ့်မယ်လို့ဦးစင်းကတော့ထင်ပါတယ်။အဲ့တော့အလုံးစုံဓမ္မချိခင်သူတော်ရှင်များဘာသာရေးဘုဒ္ဓတများဒူပါရရှိပြီးတော့ဒါမမှန်ကန်ကန်ပေါ့ပြောဆိုရေးသားနိုင်ဖို့ဒါအရေးကြီးတယ်ဆိုတာကိုဦးစင်းကနေပြီးတော့ဒီကနေ့ဗီဒီယိုလေးနဲ့မိမောင်းထိုးပြပေးလိုက်ပါပြီ။ကဲအလုံးစုံဓမ္မချိခင်သူတော်ရှင်များဘာသာရေးဘုဒ္ဓတများဒူပါရရှိနိုင်ကြပါစေ။ အာလုံကိုစိတ်နဲ့ဗျာအကျမ်းမှချမ်းသာစွာနဲ့တန္တရာကျိုးကိုလည်းပဲစတတ်တဘူတေဘူးဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မြတ်နိဗ္ဗာန်သို့ဝင်ရောက်နိုင်ကြကုန်သည့်သာသနာပြုသူတော်ကောင်းသူမြတ်လောင်များဖြစ်နိုင်ကြပါစေ။